ဟာခင်တရားတင်ဆိုကိုဂုံတိတ်ခါကြဆင်းစေတဲ့ခင်မမြင့်ကိုရုပ်ရှင်ရိုက်ဖို့လုံနေလို့လူပြောများနေရဲ့စစ်နိုင်တီဟာဦးပရိသတ်များလုံးမင်္ဂလာပါရှင် Famous Daily News ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ကွယ်လွန်သွားရှာပြီးဖြစ်တဲ့နိုင်ငံကျော်ရုပ်ရှင်တယောက်ဆောင်တရားတင်ဆိုရဲ့ကြံရည်သူတဦးရေတော်စစ်နိုင်တီဟာဦးကတော့ဟာခင်ဖြစ်သူကိုဂျေဇုဆန်နီတစ်မျိုးနဲ့ဂျေဇုဆက်လိုက်ပါတယ်။ အဆိုပါကျေးဇူးဆန္ဒကြောင့်လည်းစစ်နိုင်တရားဥကိုလူတွေကပိုးဆိုးပဆက်ဝေဖန်နေကြသလိုဖခင်တရားတိုက်စိုးတောင်အုတ်ဂူတွေကထပြီးတော့နဗန်ချင်းလိမ့်မယ်လို့ပြောဆိုနေကြပါတယ် အလုံးသေးကြတဲ့အတိုင်းစစ်နိုင်တရားဦးဆိုတာကတော့နာမည်ကြီးရုပ်ရှင်မင်းသားအကယ်ဒမီတရားတင်ဆိုနဲ့အကယ်ဒမီမင်းသမီးကြီးဇမဦးတို့ရဲ့သားဖြစ်ပါတယ်။ဒါပေမဲ့လည်းစစ်နိုင်တရားဦးကဖခင်ဖြစ်သူတရားတင်ဆိုရဲ့ရုပ်ရည်နဲ့အနုပညာအမွေနဲ့မိခင်ဖြစ်သူဇမဦးရဲ့ရုပ်ရည်နဲ့အနုပညာအမွေတွေကိုမရရှိဘဲနဲ့ရုပ်စုအကြီးတန်းနေရဖြစ်ပါတယ်။ဒီလိုမျိုးမိဘတွေရဲ့ကောင်းသောအမွေကိုမရတဲ့စစ်နိုင်တရားဦးဟာမိဘနှစ်ပါးမရှိတော့တဲ့နောက်မှာတော့အာကိုရမဲ့ပြီးတော့ရောင်းချာချာနဲ့ဖြစ်နေခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့စစ်နိုင်တီဟာဦးဟာမိန်းမနဲ့ကလေးရပြီးတော့ဖခင်တီဟာတင်ဆုံတဲ့မိခင်ဇမအိုးတို့ရဲ့အရှိန်အဝါနဲ့အနုပညာလောကထဲမှာနေရာတနေရာရဖို့အတွက်ကြိုးစားနေခဲ့ပါတယ်။ပရိသတ်တွေကလည်းချုံမောလှပတဲ့မိဘနှစ်ပါးရဲ့ရုပ်ရည်အမွေအနုပညာအမွေစတာတွေကိုဘာတစ်ခုမှမရရှိပဲရုပ်ဆိုးအကြီးတန်းနေတဲ့စစ်နိုင်တီဟာဦးကိုတနာကိယွန်လာတက်ပြီးတော့အားပေးခြင်းနေကြပါတယ်။ဒါပေမဲ့လည်းစစ်နိုင်တီဟာဦးကတော့အနုပညာလောကထဲမှာနေရာတနေရာအခိုင်အမာမရဘဲနဲ့ဟိုလိုလိုဒီလိုလိုဟိုဇက်ကားမှတစ်ကွက်နှစ်ကွက်ပါလိုက် ဒီစကားထဲမှာတကွက်နှစ်ကွက်ပါလိုက်နေအနုပညာလောကထဲမှာလိုသုံးဖြစ်နေကြတာပါတကယ်ဆိုရင်ပြိသက်တွေကစစ်နိုင်သည့်ဟာဦးကိုပြိသက်အချစ်တော်ဖခင်သည်ဟာတင်ဆိုနဲ့မိခင်ဇမဦးရရဲ့သားလေးဖြစ်တာကတကြောင်မိဘနှစ်ပါးမရှိတဲ့အချိန်မှာဖြစ်ကျင်နိုင်ဖြစ်နေတာကတကြောင်တနာကိဥနာတက်ပြီးတော့အားပေးခြင်းကြပါတယ် ဒါအပြင်စစ်နိုင်တီဟာဟုကချက်စရာကောင်းတဲ့တမိလေးနဲ့ဇနီးတဲ့ကိုပိုင်ဆိုင်ထားတာကြောင့်လေပရိသတ်တွေကစစ်နိုင်တီဟာဟုကိုအောင်မြင်စေချင်ကြပါတယ်။ဒါပေမဲ့စစ်နိုင်တီဟာဟုကအနေအထိုင်အပြောဆိုမတတ်ဖြစ်နေပါတယ်။အခုခါမှာလည်းစစ်နိုင်တီဟာဟုကကွယ်လွန်ဆုံးပါသွားရှာပြီဖြစ်တဲ့ဖခင်တီဟာတင်ဆိုးရဲ့ဂုံတိတ်ခါညွန်းနှန်းစေမဲ့အပြုတ်မှုတစ်ခုကိုလုပ်ခဲ့ပါတယ်။အဲ့ဒါကတော့ဖခင်ဖြစ်သူနဲ့အိမ်ပေါ်ဇမာမြင့်တို့ကြားကဖြစ်ခဲ့တဲ့ကိစ္စကိုမန္တတိုင်းတက်ပြပြီးရုပ်ရှင်ရိုက်ကူးဖို့အတွက်ပြင်ဆင်နေပါတယ်။အားလုံးသိကြတဲ့အတိုင်းလွန်ခဲ့တဲ့နှစ်တွေအတွင်းမှာအင်တာနက်ပေါ်မှာတော်တော်လေးကြေး ရဲရိုက်ခဲ့တဲ့ရုပ်ရှင်မင်သာတရားတင်ဆိုနဲ့ဒေါခင်မမျိုးနွေရဲ့ဇလံကတရားတင်ဆိုရဲ့ဘဝမှာအမဲဆက်ကြီးတစ်ခုဖြစ်ခဲ့ရပါအဆိုပါဖြစ်စဉ်ကိုပြောရရင်တော့တရားတင်ဆိုနဲ့ဇင်မာဦးတို့အိမ်မှာအိမ်မော်လုံးနေတဲ့မခင်မမင်းကသူမကိုနိုင်ငံကျော်တရုတ်ဆောင်မင်သာတရားတင်ဆိုကမဖွဲမရလို့တင်ဆိုပြီးတော့တိုင်ကြားခဲ့ပါတယ် ဒါကြောင့်လည်းနိုင်ငံကျော်မင်းသားတရားတင်ဆိုဟာပုံစိုးပန်းစိုးအိမ်ပေါ်မှာတယောက်ကိုမဖွင့်မရလို့တည်ဆိုပြီးတော့အချက်ရစရာတွေဖြစ်ခဲ့ရပါ။နောက်ပိုင်းစစ်ဆေးချက်တွေအရာအိမ်ပေါ်ခင်မင်းကမဟုတ်မမှန်လေးစဲတိုင်တန်းနေဆိုပြီးတော့ထွက်ဆိုခဲ့ကဂုံတိတ်ကညှို့နှံစေမှုနဲ့ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။အခုချိန်မှာနိုင်ငံကျော်မင်းသားတရားတင်ဆိုတယောက်လူလောကထဲမှာမရှိတော့သလိုအိမ်ပေါ်တော်ခင်မင်းကလည်းသူမရဲ့အပြစ်အတွက်ပြန်လည်ပြီးဆက်ပြီးဖြစ်ပါတယ်။ဒါပေမဲ့အခုချိန်မှာစစ်နိုင်တရားဟုကဖခင်ဖြစ်သူနဲ့ဒေါ်ခင်မင်းတို့အကြောင်းကိုရုပ်ရှင်ရိုက်ဖို့အတွက်ပြင်ဆင်နေရပါ တရားတင်ဆိုတဲ့ဂုံတိခါကြဆင်းခဲ့ရတယ်လို့မိခင်ဒေါ်စင်မဦးပါအဲ့ဒီစိတ်နဲ့အသက်ဆုံးပါခဲ့ရတဲ့ဒီကိစ္စကြီးကိုစစ်နိုင်တရားဦးကရုပ်ရှင်ရိုက်ဖို့အတွက်ပြင်နေကြအောင်လူပြောများနေပါတယ်။ ဒါအပြင်အိမ်ပေါ်ဖြစ်သူဒေါခင်မမင်းအတွက်လည်းမကောင်းရာရောက်ပါတယ်။ဒေါခင်မမင်းကအခုချိန်မှာတော့သူမရဲ့အဖြစ်တွေကိုပေးဆက်လို့ဘဝသစ်ဆနေပါပြီ။ဒါပေမဲ့ဆက်နိုင်တီဟာဦးရဲ့အခုလောလောရဲ့အကြောင်းခင်မမင်းအနေနဲ့ဆက်နိုင်တီဟာဦးကိုအသေးရေဖြတ်မှုနဲ့တရားပြန်ဆွဲနိုင်တဲ့အခြေအနေဖြစ်ပါတယ်။ဒါကြောင့်ပရိသတ်တွေကတော့စဉ်းစားဆင်ခြင်ညာနေတဲ့ဆက်နိုင်တီဟာဦးကိုဝေဖန်နေကြတာပါ။ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေရောဒေါခင်မမင်းရဲ့တရားတင်ဆိုအကြောင်းကိုရုပ်ရှင်ရိုက်ကုန်မဲ့ဆက်နိုင်တီဟာဦးကိုဘယ်လိုထင်လဲဆိုတာပြောသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူး demolishing.